ီတကမှာတော့မကွေးတိုင်းပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကလမ်းပြခေါ်ဆောင်လာသူတွေအပါအဝင်ပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီး၂၀ကျော်ကိုဖမ်းဆီးထားကကျေးရွာတွေကိုလည်းစစ်ကြောင်း၄ကျောင်းနဲ့စီနေမီးရှို့နေရလို့ပေါ့မြို့နယ်လူသားချင်းစာနာဌာနကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်လူဝင်ပါလာ16နေကနေစတင်ပြီးပေါ့မြို့နယ်မြောက်ပိုင်းကကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၄ကြောင်းခွဲကစစ်ကြောင်းထိုးနေတဲ့အတွက် ကျေးရွာ42ရွာကပြည်သူ3500ခန့်ဟာနီးစပ်ရာတောတောင်တွေအတွင်းကိုစစ်ဘေးတင်းရှောင်နေရလို့လည်းသိရပါဗါးအဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလ19ရက်နေ့မှာတဲပင်ရွာကပြည်သူပိုင်နေအိမ်6လုံးကားကိုတောင်နဲ့ဈေးဆိုင်ခန်းတွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့နိုဝင်ဘာလ17ရက်နေ့ကလည်းကြောက်ကာရွာကကာလရှည်စစ်ဘေးရှောင်နေနေထိုင်တယ်တဲလုံး30ကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်လို့လည်းသိရပါဗါးဒါအပြင်ပေါ့မြို့နယ်ကပ္ပစာ24လက်လက်စစ်ရုံကလည်းလက်လက် က်ကြီးတွေနဲ့ရန်တန်ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေပါဘုံကျဲတခိုက်မှုတွေကိုလှုပ်ဆောင်နေကြရလို့လည်းသိရှိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာပေါင်းမြုံနယ်တွင်စစ်ကြောင်းထိုးလာခြင်းကစတင်ကလက်ရှိအချိန်ထိလမ်းပြအဖြစ်ဖမ်းဆီးလာတဲ့ပြည်သူ၂ဦးပါဝင်ကျေးရွာအတွင်းကပြည်သူ၈ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးပြည်သူ၂၀ကျော်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပေါ့မြို့နယ်လူသားစာနာဌာနကတာဝန်ရှိသူတို့ကပြောပါရရှင်။ ဆက်လက်ပြီးတော့မကွေးတိုင်းဆလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတအူးကိုငွေကျပ်340နဲ့ပြန်ရွေးခန်းကငွေကြေးမပေးနိုင်ခြင်းရှိသူတွေကိုစစ်တပ်နန်းကျောင်းကိုပို့ဆောင်လိုက်တယ်လို့ပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကရန်ကုန်ခေတ်တက်ကိုပြောပါရယ်အော်တိုဘာလ30နှစ်မနေ့ပိုင်းကဆလင်းမြို့ပေါ်ကျောင်းကြားရပ်ကွက်မှာအိမ်ငှားနေတဲ့လူငယ်နှအိုးကဆလင်းဈေးမှာဈေးဝယ်ထွက်လာစဉ်တွင်စစ်သားတွေကပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါရယ် င်ဘာလ၈ရက်နေ့ကလည်းစလင်းမြို့မြို့မစင်းအနောက်ပိုင်းမှာမွန့်ပို့လာတဲ့ကားမှာလိုက်ပါလာတယ်။လူငယ်တဦးကိုလည်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါဗါးအလားတူနိုဝင်ဘာလ၈ရက်နေ့မနေ့၄နိုင်လောက်မှာရုံးပင်ကန်ကြေးရွာကလူငယ်၃ဟာငါးဖမ်းဖို့တွားရောက်စဉ်တွင် ပေါ်တာဆွဲဖမ်းဆီးခံရခဲ့ကစလင်းမျိုးခမရ254တရင်းကိုခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတော့တဲကုန်းကျေးရွာကလူငယ်အုပ်မှလည်းဆိုင်ကယ်နဲ့စလင်းမျိုးကိုတွားရောက်စင်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့လို့လည်းသိရပါတယ်။ဒါအပြင်နိုဝင်ဘာလ9ရက်နေ့မှာပဲမိုးဝင်းကျေးရွာကလူငယ်တအုပ်ဟာ မန္တလေးမြို့ကစိန်တကုံအဝေးပြေးကားနဲ့စလင်းမြို့ဘက်ကို ပြန်လာစဉ်တွင်စစ်တပ်ကကားပေါ်ကနေဆွဲချကာပေါ်တာဆွဲဖမ်းဆီးခဲ့လို့ကိုပြည်သူကပြောပြပါတယ်။အဲဒီလိုပဲနိုဝင်ဘာလ17ရက်နေ့မှာလဲကန်ချောက်ကျေးရွာကလူငယ်တို့မှလဲမန္တလေးကနေသခိုင်းမြို့ကိုပြန်လာစဉ်မှာအကြမ်းဖက်စစ်တပ်ကလမ်းပိုင်းတစ်နေရာမှာပေါ်တာဆွဲဖမ်းဆီးခဲ့ပါသေးတယ်။အဲဒီလိုပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်10ဦးတည်းကလူငယ်တို့ကိုတော့မိသားစုကငွေကျပ်340နဲ့ ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးကြံသူတွေကတော့ငွေကြေးပေးဆောင်နိုင်ခြင်းမရှိတာကြောင့်စစ်တပ်နှန်းចောင်းကိုပို့ဆောင်လိုက်တယ်လို့လည်းသိရှိရပါတယ်။အလားတူဘကိုးတိုင်းမင်းလာမြို့နယ်မှာလည်းအကြမ်းဖက်စစ်တပ်ကလူငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး ဖန်းစည်းခံရတဲ့လူငယ်တချို့ရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်တရနာကိုလည်းပြပြပါဗယ်။နွေမာလာ၁၆နှစ်ကမင်းလာမြို့နယ်မုတ်ခါရွာကလူငယ်၆ဦးကိုရွာထိပ်မှာစောင့်ကြိုဖမ်းဆီးခဲ့ပြီးငွေကြက်သိန်းရာချီတောင်းခံခဲ့တဲ့ဖြစ်စဉ်တွေရှိတယ်လို့လည်းဒေသပြည်သူတို့ကပြပြပါဗယ်။ဂျပန်စစ်တပ်ကအခုနွေမာလာအတွင်းစစ်မှုထမ်းအပတ်စဉ်၁၆ကိုစတင်ဖွင့်လှစ်နေပြီဖြစ်တယ်လို့လည်းသိရပါဗယ်ရှင်။